မင်းတို့စစ်သားမဟုတ်တော့တက်မတော်မဟုတ်တော့မင်းတို့စစ်ကွေးစစ်ကွေးရဲ့အုပ်စုဖြစ်သွားပြီဒါမင်းတို့အတီတရားကိုခေါင်းထဲထည့်ပေးတာအတီတရားကိုခေါင်းထဲထည့်ပေးလို့မရရင်ငါမိမွေးတော့ပါလာတဲ့ဟာမှာအတီတရားလိုရေဖင်ထဲထည့်ပေးမယ်ကြလာငါလို့အပေါ်မှာတယ်တို့ဒီအကုန်လုံးရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်မစားဘူးဟုတ်လားလူတွေမပြောနဲ့ခီးကိုပြောနော်လက်မစားဘူးဟုတ်လားနွားကားတွေတိကားတွေကြောက်ကားတွေနော်တခြားသောမောင်ကိုပစ္စည်းကားတွေရှမ်းပြည်မြောက်ပိုင်းမှာတာဝန်ကြားကြတဲ့ကောင်တွေဖဲအောင်နေမင်းတို့ကမင်းတို့ဘာစောက်စင်းဖြစ်ဖြစ်စောက်ခွင့်မစားဘူး ောက်ကူဆက်ကြတယ်မလို့အမှန်တရားဆိုတာကမင်းတို့အနာရှိဆက်နော်နော်မင်းတို့အခုရှမ်းပြည်နယ်ဘက်ပိုင်းမူဆွဲမှာနော်ဗါလဲစကားက14လားဟုတ်လားနော်တော်ပါဘူးယူအောင်ဘူးနော်တတိသားပါတခါနဲ့ဒီနေရာတွေပြောလိုက်တာခမားတို့ပတ်စံတွေဘလို့ယူနေရဆိုတာကျွန်တော်ရှင်မှာရောက်နေပြီနော်ငါတို့မိငါတို့ဖေကနေငါတို့ကိုမွေးလို့ငါတို့ကမြန်မာနိုင်ငံမှာလူဖြစ်လာတယ် အဲ့လိုပဲများအဖေမေတွေကနေမွေးတဲ့လူပေါင်းစုံကလည်းမြန်မာနိုင်ငံမှာလူဖြစ်လာတဲ့အခါမှာမြန်မာနိုင်ငံသားတွေဖြစ်လာအဲ့တော့မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုသွားခြင်းတဲ့ပုံစံမှာတို့မှသွားခွင့်ရှိတယ်ဘုံဝါရအဖေအားလုံးကလက်ခံဖို့ပဲလူတယ်ကွာအဲ့တော့ငါတို့သွားခြင်းတဲ့နိုင်ငံတော်ငါတို့သွားနေတာကိုမင်းတို့စုပ်စုကကြောက်ွက်ပြီးတော့မှငါတို့ဘုံမှာအနိုင်ကျင့်ဖို့ကြတယ်ဟုတ်ပြီအနိုင်ကျင့်ဖို့ကြတယ် နိုင်ချင်းပူကြပြီးတော့မှမင်းတို့ကျွေးကြော်တဲ့ဟာမင်းတို့တခုမှမင်းတို့မလုပ်ဘူးမင်းတို့အနိုင်ချင်းပူကြတယ်မင်းတို့ PDF တွေကိုမင်းတို့တိုက်တယ်တိုက်တော့မနိုင်အောင်မနိုင်တော့ PDF တွေထောက်ပတ်မရအောင်မင်းတို့မြန်မာနိုင်ငံသားကိုယ်နိုင်ငံသားပြည်သူလူထုကိုမင်းတို့ရဲရဲဆက်ဆက်ဘုံကျဲပြီးတော့မှမင်းတို့တက်ဖြတ်တယ်ဒါလည်းမင်းတို့ဘောမတွေကထောက်ခံတယ်ဆိုတော့ဘယ်လိုအုံနောက်လဲငါစဉ်းစားလို့မရအောင်နောက်တစ်ခုကျတော့မင်းတို့အခုလာရှိုးပဲကြည့်လိုက်ဒေါ်တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်နဲ့နော်မင်းတို့စစ်ခွေးအုပ်စုနဲ့ပေါ့ကွာအဲအထူတော်ကပူတွဲပြီးတော့မှအုပ်ချုပ်တဲ့ပုံစံဖြစ်နေပြီအဲ့ဒီမှာတရုတ်ကလာပြီးတော့မှကြားဝင်တယ်ဘယ်ဒီတရုတ်ကစစ်ကောင်စီ ဝင်ယုံတားချိုးမှလာထိုင်တာဟောတော့ပြည်သူတွေသဘောမတူဘူးပြည်သူတွေရဲ့ဆန္ဒလည်းမဟုတ်အဲစစ်တပ်ရဲ့ဆန္ဒတခုတည်းနဲ့လုံနေတာ1960ပတ်ဝန်းကျင်မှာလည်းဥနေဝင်းကချမ်းဒီကချင်ပြည်နယ်ကနေမြေတွေကိုတရုတ်ကပေးပြီးွားတယ်အခုလည်းတရုတ်ကောင်စစ်ဝင်ယုံနိုင်ငံတော်ရဲ့သဘောတူညီချက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေဘာမှမပါဘဲနဲ့ပြည်သူရဲ့ဆန္ဒတခုမှမပါဘဲနဲ့မင်းတို့ခေါ်သွင်းပြီးတော့မှမင်းတို့ ကြီးပအားကိုပစင်ရိုးလို့ပြောနေတယ်မင်းတို့ဟိုချန်စီယိုးနဲ့အရိုးထိုးမယ်ငါတို့နေမျိုးမထိသေးရတော့ဘာလို့ညာလို့စောက်ကြီးစောက်ကြဲတွေပြောနေတဲ့ကောင်တွေကလူလူဆန်တာမပါမနဲ့ခေါ်ထည့်ပြီးွားပြီမင်းတို့အဲ့ဒါလည်းမင်းတို့စစ်တပ်ကိုထောက်ခံနေတော့အဲ့ဒါလည်းမင်းတို့စစ်တပ်ကိုချစ်နေတော့မင်းတို့ရဲ့အတိတရားမရှိမှုကငါတော်တော်အော်ရတယ်ဘလို့မျိုးစိတ်နေလဲမသိဘူးအဲ့မင်းတို့အတိတရားကိုခေါင်းထဲထည့်ပေးတာနော်မင်းတို့အရိုးနဲ့ချန်စီယိုးထိုးမယ်ပါကို့ပြည်နယ်ထဲမှာကျတော့တိုက်တဲ့တိုက်ပွဲတွေကျတော့အရိုးချန်စီယိုးထိုးမယ်ပါဖြစ်တယ်ညာပြဲစောက်ကြီးစောက်ကြဲပြောအခုတရုတ်ကအရိုးကိုချန်စီယိုးတော့ထိုးစရာမလိုဘူးနော်ပြည်သူလူထုလည်းလက်မခံဘဲနဲ့မြန်မာနိုင်ငံထဲမှာကောင်းစိတ်ဝင်ရုံလာစိုက်တယ်ဆိုတာဒါအချို့ကြအာနာကျူးကြော်တာပဲမင်းတို့ပြောတာမင်းတို့က ပြည်သူရဲ့ဆန္ဒကိုလည်းအကောင့်ထဲမဖို့ဘူးမင်းတို့ကဒီနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုလည်းမကာကွယ်ဘူးအဲ့ဒါမင်းတို့စစ်သားမဟုတ်တော့တက်မတော်မဟုတ်တော့မင်းတို့စစ်ကွေးစစ်ကွေးရဲ့အုပ်စုဖြစ်သွားပြီဒါမင်းတို့အတီတရားကိုခေါင်းထဲထည့်ပေးတာအတီတရားကိုခေါင်းထဲထည့်ပေးလို့မရရင်ငါမိမွေးတော့ပါလာတဲ့ဟာမှာအတီတရားလိုရေဖင်နေရထည့်ပေးမယ်ကြာလာငါလို့ပေါ်မတယ်ခင်နေရထည့်မယ်နော်ခင်နေရထည့်ပေးမယ်ကြာလာဟာဟိုတည်းကပြောသလိုပဲမင်းတို့တိုက်တယ်မင်းတို့လက်နက်တွေတနက်တွေမင်းတို့ယာတို့တွေတိုင်းမှုအဆင့်တွေ တမဘူးစင်ဒီတိုင်းစီဦးကြီးဆုံးအစ်စ်ဒီစစ်တဲ့ထဲမှာလည်းမရှိပဲနေမလားအင်းတို့ပေးထားတာပဲမင်းတို့တိုက်ဟုတ်လားအဲ့တော့ဂျာမာကအရှိန်မြောက်တိုင်းစစ်တန်းသားကျုံတိုင်းစစ်တန်းသားကျုံကြီးကြာသွားတယ်တိုင်းမှုဘုံကျုံဆိုတဲ့ဒီဟိုဟာပေါ့ခင်ဗျားတို့အဲ့လိုတခါတည်းကြားရင်လေအင်းတိတ်မတက်နေလို့ပြောတယ်ခင်ဗျားတို့အဲ့ဒီကျွန်တော်တို့မြည်စေချင်တာကိုကျွန်တော်ပြောမယ်နော် လူကိုလူလိုပဲမြင်ပါအင်းတိတ်ဆိုတာကခင်ဗျားတို့အင်းတိတ်တစ်ခုလုံးကောင်းနေဆိုရင်အဲ့ဒီအင်းတိတ်ကြောင်းတဲ့ကိုတက်မတော်တစ်ခုကိုပိုင်ပိုင်နဲ့တည်ဆောင်လို့ရတယ်เนาะအဲ့ဘုဂျိုးဆိုတဲ့ကိုဒေသ16ကလားဟာလာအခုပဲရောက်နေတယ်ဟမ်အခုဘုဂျိုးတန်းတင်ဆိုเนาะမဘုဂျိုးမျိုးမျိုးနာမကတိုင်းဘူးဥပမာခင်ဗျားတို့က ခမတို့ကအစွဲလမ်းရမ်းကြီးတာအာငါတို့အင်းတိတ်ကိုမပြောနဲ့မတို့အင်းတိတ်အဲခမတို့အင်းတိတ်တစ်ခုတစ်ခုလုံးကုန်ကောင်းလားဟမ်အဲ့တော့ तू ကအင်းတိတ်ဒေသစကြောမှာတက်တာလေဒေသစကြောကဘုဘုရုံသိုးတင်ဆိုဘုရုံသိုးတင်ပြောမှာဗောအဲ့လိုပြောမှာသိမှာဗောဘုရုံသိုးတင်ကအင်းတိတ်တိုင်းမှာရှိနေဘယ်လိုလုပ်လဲဟုတ်လားအခုဒီရက်စေပတ်စဉ်အင်းတိတ်46 EC နံပါတ်3068ခင်းစာထွန်းရင်းနှောင်းသားကိုခိုင်မှာတူအစီနဲ့45တိုင်းမှာနေသွားတာကဲအဲ့လိုတက်ပြောတာလေဗျာအကောင်လုံးကကောင်းလို့လားအိန္ဒိယရဲ့ဘာရညာဒီခနာလိုအစွဲလန်းကြီးတာကတော်တော်ဆိုးတာ။ဟုတ်။အဲ့တော့ကျတော့အဲ့ဟိန်းသာတော့ ေး၄၀ခုမှလည်းရှိရင်ရှိမယ်50မှလည်းရှိရင်ရှိမယ်အဲအင်းတိုက်ကြတာတော့မမိုက်ပါဘူးတို့ဘာလို့ညာလို့ဆိုတော့ဟာမင်းတို့အကုန်လုံးကအဲ့လိုတွေကကောင်းနေတယ်ဆိုရင်တော့ငါတို့တိုင်းပြည်ငါတို့တပ်မတော်ကကဘာမှာနံပါတ်1တောင်ဖြစ်ဖြစ်နေတော့လေဟုတ်လားဒါရိုးရိုးသားသားပြောတာပါခေါင်းတွေရှိတယ်ဓမင်းတွေစားရင်ဒေတာစဉ်းစားပါနော်ပြည်စီနံပါတ်3968နော် ဟိန်းသာတို့ကျွန်တော်နန်းကိုင်းတရားမှာနော်ဘုရင်စေဝါထည့်ပြီးတော့ဖမ်းပြလိုက်တာကျွန်တော်ခေမကားထဲမှာနော်တရားရုံးကလည်းကျွန်တော်ခွေးလုံးကျွတ်လွတ်လာတာဘာမှသူ့ကိုပြန်လာသွားမချဘူးနော်ပြောချင်တာငပဲ့တွေလည်းရှိရလို့ပြောချင်တာစစ်တပ်ကဒီစောက်ပဲ့ဆိုတာအလကားထွက်လာတဲ့စကားမဟုတ်ဘူးနော်နောက်နာမည်နဲ့အားဒီကိုယ်တမိုင်းကိုကြီးကိုယ်လုံးကိုလို့ကိုကောင်းဖို့ပဲလို့ရတယ်နော်ရှင်းလား အဲ့တော့အခုလာချိုးရမှာကခနာတို့တမတော်ကာဝေဦးစီးချုပ်တဲ့တမတော်ဒုတိယကာဝေဦးစီးချုပ်ဦးမင်းကာဝေဦးစီးချုပ်ဦးမင်းရောက်လာတဲ့ဦးဆိုးဝင်းနဲ့နော်တိုက်ခိုင်းလာတာလေလက်နက်တွေပေးပြီးတော့မှခနာတို့ငွေကြီးစံတွေလူကြီးစံတွေမှန်ခဲ့လို့ရမကတိုင်းစစ်တပ်နာချုပ် ခနာတို့လက်ထရရနေပေးလိုက်ရတာလေတုတ်ဒီအကုန်လုံးရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်မစားဘူးဟုတ်လားလူတွေမတော်နဲ့ခီးရောပြောနော်လက်မစားဘူးဟုတ်လားနွားကားတွေတိကားတွေကြောက်ကားတွေနော်တခြားသောမောင်ကိုပစ္စည်းကားတွေရှမ်းပြည်မြောက်ပိုင်းမှာတာဝန်ကြားခဲ့တဲ့ကောင်တွေဖျောက်နေမင်းတို့ကမင်းတို့ဘာစောက်စင်းဖြစ်ဖြစ်စောက်ကူးမစားဘူးစောက်ကူးစက်ကြတယ်မလို့အမှန်တရားဆိုတာကမင်းတို့အနာရှိစက်နော်နော်မင်းတို့အခုရှမ်းပြည်နယ်မြောက်ပိုင်းမူဆွဲမှာ နော်ဗါလဲစကားက14လားဟုတ်လားနော်တမဘူးဖြူအောင်ဘူးနော်တတိသားပါတခါနဲ့ဒီနေရာနေပြောလိုက်တာခမားတို့ပတ်စံနေဘလို့ယူနေရဲဆိုတာကျွန်တော်စီမှာကြောက်နေပြီနော် မဟုတ်ဘူးခမားတို့ကကိုယ်တပုတ်ပဲကိုကြည့်တယ်ကိုရဲ့အောက်လက်မြေသားကိုကြတော့တော့ပြစ်ထားတာခမားတို့ကစစ်သားစိတ်စစ်ကောင်းဆောင်စိတ်မရှိဘူးရှင်းလားအဲ့ဒါကြုံပြောတာအလွန်မဟုတ်ဘူးတော့အဲ့ဒါကိုသိတဲ့လူတွေသိတယ်ရှင်းလားမယုံရင်ကောင်းပေးကြည့်လားခမားဘူးစဲမှာကြုံပြော ကစစ်တိုက်ခြင်းစိတ်ရှိအောင်ကိုယ့်ရဲ့ထက်လူကြီးကိုအားကိုးယုံကြည်မှုရှိအောင်တော့ခဏတော့တီဆောက်ပါခဏတော့တော့မတီဆောက်တော့ပြောတော့ကြတော့အထက်အောက်သွေးခွဲတယ်တဲ့ဘာအောင်သွေးခွဲတာလဲဘယ်နေရာမှာသွေးခွဲတာလဲဟမ်